လက်တလောသတိများအရအီရန်နှင့်အစ္စရေးကြားစနစ်ရက်ကြပဋိပက္ခကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပီကြောင်းဝင်ဆောင်ရွက်မှုဖြင့်သမိုင်းတွင် အပစ်အခက်ရက်စေးဤသဘောတူညီမှုရရှိခဲ့ပါသည်။ယနေ့တည်င်းတွင်ထရမ့်ပီငင်းချမ်းရေးအထွတ်ခတ်မှသောအာနာဖြူဟာနိုင်ငံရေးရာတွန့်ပြက်မှုများနှင့်ဤသဘောတူညီမှု၏ရည်ရှိအချိုးဆက်များကိုအသေးစိတ်ဆွေးနွေးသွားပါမည်။သမ္မတထရမ့်ကအပြစ်အဝအပြစ်အခက်ရက်စေးဤ complete and total ceasefire ကို24နာရီအတွင်းအစင်းစင်အကောင့်ထဲဖောင်းမိဟုကြေညာခဲ့ပြီးအီရန်နဲ့အစ္စရေးတို့၏စွမ်းအားတတိနှင့်ညံရီကိုချီးကျူးခဲ့သည်ဤသဘောတူညီမှုသည် American ၏ Iran nuclear ဆေးရုံများကိုတိုက်ခိုက်မှုများအပြီးရရှိခဲ့ခြင်းဖြစ်က Fox သတင်းက Trump ၏အင်အားခင်ငင်းကြံရေးချင်းကပ်မှုကိုတန်တမာရေးအောင်မြင်ပွဲအဖြစ်မှတ်တမ်းတင်ခဲ့သည်သို့သော် အီရန်ပြင်ပရေးဝန်ကြီးကတရားဝင်သဘောတူညီမှုမရှိသေးဟုငြင်းဆိုထားသည့်အစ္စရေးတိုက်ခိုက်မှုများရက်စဲပါကအီရန်ကလည်းရက်နာမည်ဟုပြောကြားထားသည်။ဤအချက်ကသဘောတူညီမှု၏မရည်ရမှုများကိုထင်ဟစ်စေပါသည်။ Republican များက Trump ၏နည်းဗျူဟာကို နိုင်ငံခြား၏ပါရမီရှင်အဖြစ်ချီးကျူးကငင်းချမ်း၏ Nobel ဆုပေးအပ်ရန်တောင်းဆိုနေကြသည်။ဒုတိယသမ္မတ JD Vance က Trump ၏ဆွေးနွေးဆွမ်းအောင်ရေးကြောင့် ဤအောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ဖို့ပြောကြားခဲ့သည်ဤသဘောတူညီမှုသည် အရှိအလယ်ပိုင်းအတွာအလားအလာရှိသောငြိမ်းချမ်းရေးအဆောက်ဖြစ်တော်လဲအတီးပြုတ်ချက်များလိုအပ်နေစေပါ Fox တင်းက Trump ဤဦးဆောင်မှုကိုချီးကျူးထားတော်လဲဤအဖြစ်အခက်ရက်စဲမှုရည်ရှည်တည်တတ်မီလားဆိုသည်မှာစောင့်ကြည့်ရမည့်အချက်ထင်နေစေပါဒီတည်နှင်းပတ်သက်ပြီးတင့်ထင်မြင်ချက်ကို မှတ်ချက်တွင်ဝေမျှပေးပါ Like နှင့် Subscribe လုပ်ရမမေ့ပါနဲ့ နောက်ဆုံးရသတင်းများအတွက်ကျွန်ုပ်တို့ရဲ့ channel ကိုစောင့်မျှော်ကြည့်ရှုပါ